ားလုံးပဲမင်္ဂလာပါ Top Football ကနေပြောမှပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ညတော့ကတော့ Manchester United နဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်1-1ဆက်သေးရလနဲ့ပြီးဆုံးသွားခဲ့တယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် Arsenal အသင်းကဘောလုံးပိုင်ဆိုင်မှုတွေများတယ်တပွဲလုံးတိုင်းတာမှာဆိုလို့ရှိရင် Arsenal အသင်းရဲ့ဘောလုံးပိုင်ဆိုင်မှုက60နဲ့မှ800ခိုင်နှုန်းထိတောင်ရှိပြီးတော့မှ Manchester United က30နဲ့မှ200ခိုင်နှုန်းပဲရှိတယ်ဆိုတော့ Manchester United က reality ဆန်တဲ့ approach မျိုးကိုချဉ်းကပ်လာခဲ့ပြီးတော့မှ defense line ကတော်တော်လေးကိုမှ solid ဖြစ်နေတာကိုမြင်ရတယ်ဒါအပြင်ကို Arsenal Arsenal အသင်းနဲ့တရား ာဒီမှာတို့လို့ရှိရင် block page ဆော့ပါတယ်ဆိုတော့အသင်းနေတွေ့လို့ရှိရင်အများကြီးဒီဘက်မှာရုံးကန်ရတယ် Premier League ဒီပွဲမတိုင်ခင်နောက်ဆုံးနှစ်ပွဲဆက်ဂိုးမရထားခဲ့တဲ့ Arsenal အသင်းကဒီပွဲစဉ်မှာဂိုးရဖို့အတွက် Manchester United ပတ်ချံကိုရုံးကန်ခဲ့ရတာတွေလည်းမြင်နေရတယ်မြင်ခဲ့ရတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုကတော့အဓိကအားဖြင့်တော့ဒီရက်ပွဲစဉ်တပွဲစဉ်လုံးမှာပါဝင်ပတ်သက်ခဲ့တဲ့ tactical ဘိုင်းဆိုင်ရာတွေအသင်းတွေကဘယ်လို set up လုပ်ခဲ့တယ်လဲအာနီးပြတွေကဘယ် approach ဘက်ကိုဦးတည်ခဲ့တယ်လဲအဆောက်ရှိတဲ့ကြောင်းတွေကို discuss လုပ်မှာပါဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးသွားလို့ရှိရင်စလိုက်ကြရအောင် ပထမဆုံးသောအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Indicia State Manchester United ကသူတို့ရဲ့ defenses ကိုအသားပေးလာခဲ့တယ် defenses မှာဆိုလို့ရှိရင်အဓိကအားဖြင့်တော့541ကိုများသောအားဖြင့်သုံးလေးရှိတယ်။ဒီ541ဆိုတဲ့ flag မှာဆိုလို့ရှိရင်အ attacking midfield ကစားသမား၂ယောက်က deep go wide area deep back chance ကိုပြန်ဆင်းပေးတယ်ဒီလိုပုံစံမျိုးနဲ့ Manchester United က defenses ကိုပို့ပြီးတော့မှအသားပေးလာခဲ့တယ်တပွဲလုံးတိုင်းတာမှာဒါကလည်းအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ် Arsenal Arsenal အသင်းရဲ့ initial stage ကိုနေရာယူပုံကိုဒီမှာဆိုလို့ရှိရင်တွေ့ရလိမ့်မယ်433ဆိုတဲ့ stage ဒါပေမဲ့သူတို့ရဲ့တကယ်တမ်းတိုက်စစ်ဆင်တဲ့ပုံစံကအဲ့ဒါလိုမဟုတ်ဘဲနဲ့ဒီမှာဆိုလို့ရှိရင် Club Fury ကအတွင်းထဲကိုဝင်ပေးလိုက်တယ်ဒီတော့ကြောင့်မလို့3 4 3ဆိုတဲ့ base ကိုရောက်သွားတယ်ပြောချင်တာကအတွင်း line မှာကစားသမားအမြင်နဲ့၃ယောက်ရှိမယ် ဒီအသွင်းလိုင်းကကစားသမားတွေကနေပြီးတော့မှာအာဆင်နယ်တင်းကတိုက်စစ်စင်မယ်မန်ချက်စတာယူနိုက်တက်ကဒီမှာတွေ့ရတိုင်းပဲ block ရှိတယ်ဒီ midfield line နဲ့ defense line နဲ့ဂျားတွေက space အဲ့ space တွေကိုတိုက်ခိုက်မှာကဒီကစားသမား၄ယောက်ဒါအပြင်ကိုတခါတည်းအမှတို့လို့ရှင် Calafiori ကအတွင်းထဲကိုမဝင်ဘူးဆိုလို့ရှင် Trossers ကဝင်လိမ့်မယ်ဒီလိုပုံစံမျိုးနဲ့အာဆင်နယ်ကတိုက်ခိုက်ဖို့တော့ကြိုးစားလိမ့်မယ်အဓိကအပြင်တော့ Arsenal အသင်းမှာအထောင်တိုက်စင်မှုမပါဝင်တဲ့အတွက်ကြောင့်မလို့ Arsenal အသင်းက midfield မှာပို့ပြီးတော့မှာ တွဲခြင်းနဲ့တွဲပြီးတော့မှတိုက်ခိုက်ခြင်းတဲ့သဘောမျိုးကိုအာဆင်နယ်အသင်းရဲ့ attacking face မှာမြင်ရတယ်။ဒါပေမဲ့အဲဒီပွဲစဉ်မှာဆိုလို့ရှိရင် Manchester United ဘက်ခြမ်းကကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ pressing ကိုတပွဲလုံးတိုက်တာမှာဆိုလို့ရှိရင်မကြော်ဖြတ်နိုင်ခဲ့ဘူး။ United က BF face ကနေပြီးတော့မှဘာဆိုဘာမှကိုအများကြီးမလုံနိုင်ခဲ့တာကိုမြင်ရတယ်။ဆိုတော့ဒီမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ pressing 442ဆိုတဲ့အဲ pressing shape ကိုတွေ့ရလိမ့်မယ်။အဲ့ဒီ442ဆိုတဲ့ pressing shape မှာဆိုလို့ရှိရင်ဒီမှာ အာမန်ချက်စတာယူနိုက BFA စဖို့အကြိုးစားတယ်မန်ချက်စတာယူနိုက BFA စဖို့ကြိုးစားနေနေတာတခုမှာတော့မှအာဆင်နယ်တင်းရဲ့ pressing ကဒီမှာကစားသမား9ယောက်လောက်ထိက United ရဲ့ဒီ wide area မှာကစားသမား4ယောက်လောက်ကို press ပေးလိုက်ပြီးဒါအပြင်ကို passing lane တွေကုန်လုံးကိုလည်းဖျက်တောက်ထားတယ်ဒီနေသားမျိုးကို Manchester United နဲ့ခက်ခက်ခဲခဲယဉ်ဆိုင်ရတယ်ဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ BFA ကအဆင်ပြေခဲ့ပါတယ်ဆိုတော့ Manchester United ကဒီပွဲစဉ်မှာတော့ BFA ကတော်တော်လေးကိုမှအဆင်မပြေဘဲနဲ့ Arsenal ရဲ့ pressing အောက်မှာရုတ်ကန်ခဲ့တာကိုမြင်ရတယ်ဒီတော့ကြောင့်လို့ Manchester United ကလောင်းဘောကန်တင်နေ လာမောကလည်းပြတ်တယ်အာဆင်နယ်တင်းကဘောလုံးပြန်ရတယ်မန်ချက်စတာယူနိုက်တက်က ဒီရဲ့ transition တွေကိုအသားပေးပြီးတော့မှတိုက်ခိုက်ဖို့အတွက်ပဲကြိုးစားမယ်။ဒီလိုပုံစံမျိုးကိုပဲတပွဲလုံးအတိုင်းအတာမှလည်းမြင်ခဲ့ရတာပဲ။ဆိုတော့ okay arsenal တိုက်ခိုက်ချင်တဲ့ပုံစံတိုက်ခိုက်နေတဲ့ပုံစံကိုဒီမှာဆိုလို့ရှိရင်တစ်ချက်မြင်ရလိမ့်မယ်။ဆိုတော့ central midfield မှာရှိနေကစားသမား၃ယောက်အဲ့ဒီ၃ယောက်က arsenal အသင်းရဲ့တိုက်စဲအတွက်ရေးပါတဲ့ကစားသမားတွေ။ဆိုတော့ဒီအနေထားမျိုးဒီမှာဆိုလို့ရှိရင်အာ color fury ရှိနေတဲ့အတွက်ကြောင့်မလို့ဒီ clan rice ကနေရလို့ရတယ်။ manchester united က pocket area တွေကိုစွဲဝင်နိုင်တယ်။စွဲဝင်နိုင်တဲ့အချိန်မှာဆိုလို့ရှိရင် trossers ကအတွင်းထဲကိုဝင်တော့မယ်။ဆိုတော့ trossers ကအတွင်းထဲကိုဝင်ပြီးတဲ့အချိန်မှာတော့ဒီမှာ တွေ့တဲ့အချိန် white area မှာ color fury ရသွားပြီဒါပေမဲ့ arsenal ရဲ့အသင်းက crossing တွေကိုဘယ်တော့ခါမှဖျက်တင်နေလေးမရှိဘူးဆိုတော့ united ရဲ့ဒီ midfield နဲ့ defense line နဲ့ဂျားတွေက space ကိုပို့ပြီးတော့မှာ ကျေလောင်အောင်လုပ်မယ်လုပ်ပြီးသွားလို့ရှိရင် eight space ကိုအတုံးချပြီးတော့မှအာဆင်နယ်ကတိုက်ခိုက်မယ်ဥပမာပြင်ဒီနေသားမျိုးဒီနေသားမျိုးမှာဆိုလို့ရှိရင် Manchester United က541ဆိုတဲ့ defensive face ကိုတည်ထားတယ်အာဆင်နယ်အသင်းကဒီမှာဆိုလို့ရှိရင်တိုက်ဆက်ဆင်မှုတော့ကြိုးစားပြီ midfield မှာဆိုလို့ရှိရင်ဒီမှာကစားသမား3ယောက်ဒီမှာဆိုလို့ရှိရင် Trossard ကအတွင်းထဲကိုဝင်ထားတဲ့အတွက်ကြောင့်မလို့ white area ဘက်ချမ်းမှာဆိုလို့ရှိရင် Calafuri ကနေရာယူပေးထားတာကိုတွေ့ရလိမ့်မယ်ဆိုတော့ DS space တဲ့ကကစားသမားတွေကအဓိကတိုက်ခိုက်မှာ ဆိုတော့အဲ့ဒီနေရာတစ်ခုမှာဒီမှာ white area ဘတ်ချန်ကိုအာဆင်နယ်တင်းကဘောလုံးပေးလိုက်ပြီပဲဆိုပါတော့ဆိုတော့ဒီမှာဆိုလို့ရှိရင် white area ဘတ်ချန်ကိုအာဆင်နယ်ကဘောလုံးပေးလိုက်ပြီအာဆင်နယ်က white area ကိုဘောလုံးပေးလိုက်ပြီဆိုတော့ united ကကစားသမားတွေကအဲ့ဒီဘတ်ချန်ကိုလိုက်ရင်းလာပြီရင်းလာပြီဆိုလို့ရှိရင်အာဆင်နယ်တင်းဘာလုံးမှာလဲဆိုတော့နောက်ကိုဘောလုံးပြတ်ပြီးမှာ ဘောရီတန်ရှင်းပြန်လုံးမယ်ဘောလုံးကိုနောက်ကိုပြန်ပေးလိုက်မယ်ပေးလိုက်တဲ့ချိန်မှာတော့ဒီမှာအဲအရီဆင်ကလိုက်သွားတဲ့ချိန်မှာဆိုလို့ရှိရင်ဘောလုံးကနောက်ရောက်တဲ့အရီဆင်လိုက်သွားတဲ့ချိန်ဒီထားတစ်ခုမှာဆိုလို့ရှိရင် United ရဲ့ midfield line နဲ့ defense line နဲ့ဂျားတွေက space ကြီးကပေါ်လာပြီဒီမှာဆိုလို့ရှိရင်တွေ့တိုင်းမယ်ဆိုတော့အဲဒီဘက်ချမ်းမှာတော့အဲ ဂါနာချိုဒီဘက်ချမ်းမှာတော့ Erisin ဆိုတော့အဲ့ဒီ space နှစ်ခုဒီ space နဲ့ဒီ space နှစ်ခုအဲ့ဒီ space နှစ်ခုက Arsenal တင်ဒီကတိုက်ခိုက်မဲ့နေရာတွေပဲဒီမှာတို့လို့ရှိရင် Odi ကကအဲ့ space တဲကိုပြေးဝင်သွားလာမြင်ရလိမ့်မယ်အဲ့ space တဲကိုပဲ Arsenal တင်ကတပွဲလုံးအတိုင်းတာမှာမရမကထိုးဖောက်ပြီးတော့မှကစားသွားလာကိုမြင်ရတယ်ဆိုတော့ Manchester United ကတော့ရိုးရှင်းတယ်ဗာလဲဆိုခန်းစစ်ကိုဒီကသားပြီးပိတ်မယ်ငါတို့ရဲ့ဒီလိုမျိုးပြီးရတဲ့ space တွေကိုတတ်နိုင်များမပြီးရအောင်ငါတို့ကြိုးစားမယ်ဆိုတဲ့ပုံစံမျိုးကိုမြင်ရတယ်541ဆိုတဲ့ block ကိုတည်တည်ချာချာကိုတိဆောက်တယ် 541မှာလုံးဝနေရာကိုအဲလုံးဝနေရာလုတ်ကိုမကြံတော့အောင်ကိုမန်ချက်စတာယူနိုက်တက်ရဲ့ defense line ကတော်တော်လေးကိုမှ handle လုပ်သွားနိုင်တယ်လို့ပြောရလိမ့်မယ်အာဆင်နယ်အသင်းဘက်ခြမ်းကိုဘာလို့လဲဆိုတော့ state တွေရပြန်ကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့အဲတပွဲလုံးတိုင်းတာရဲ့ကန်ချက်တွေကိုဒီမှာဆိုလို့ရှိရင်တစ်ချက်တွေ့ရလိမ့်မယ်အာဆင်နယ်အသင်းရဲ့ hg တွေကိုတွားကြည့်မယ်ဆိုလို့ရှိရင်0.1 0. 1နေ0.1နေဒီမှာဆိုလို့ရှိရင်အမြင့်ဆုံးနေ0.3တခုပဲကိုမြင်ရတယ်ဆိုတော့အာဆင်နယ်အသင်းနေတပွဲလုံးတိုင်းမှာဒီ central zone ကိုပဲတိုက်ခိုက်တယ် central zone ကိုပဲပြီးတယ် central zone ကနေပဲအာဆင်နယ်အသင်းနေအာကစားဖို့အတွက်ကြိုးစားနေတာတွေကိုမြင်ရတယ်အာဆင်နယ်အသင်းရဲ့ shot on target ဖြစ်ခဲ့တဲ့ကံချက်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒုတိယပိုင်းမှာအများသောအဖြစ်လာတယ်87မိနစ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့60နဲ့မှ2မိနစ်အစရှိတဲ့ပြင်ဒုတိယပိုင်းမှာဆိုလို့ရှိရင်ကံချက်က3ချိန်ရှိတယ်ပထမပိုင်းမှာဆိုလို့ရှိရင် shot on target ကံချက်1ချိန်ပဲရှိတယ်ဆိုတော့အာဆင်နယ်အသင်းက ဒီစင်ထရယ်ဇုံကနေမရမကအောင်ဖောက်နေတယ်လို့ပဲပြောရလိမ့်မယ်ဆိုတော့ Manchester United Manchester United ဘက်ကပြန်ကြည့်လို့ရှိရင် United ကတပွဲလုံးတိုင်းမှာ transition တွေကိုပဲအသာပြီးသွားခဲ့တာဒီမှာတို့ရှင်တွေ့ရတိုင်းပဲဒီ transition မှာဆိုလို့ရှိရင် Dalot ကအာနေရာလွတ်အခြေကြီးရတယ် Okay Dalot ဆွဲပြေးတယ် Dalot ဆွဲပြေးတဲ့အချိန်မှာ wing back နှစ်ဖက်ချင်းပူးပေါင်းတာကိုမြင်ရတယ် Mazraoui ရဲ့ကန်ချက်ထဲကိုချက်ချင်းတမ်းပြီးချပေးနိုင်ခဲ့တယ် David Raya အနေနဲ့ဒါကို save လုပ်သွားနိုင်ခဲ့တယ်ဆိုတော့ Manchester United ကပထမပိုင်းမှာဆိုလို့ရှိရင်လေဒီလို transition ကနေပြီးတော့မှ chance တွေ အဲကြားဖို့အတွက်ကြိုးစားခဲ့တယ်ဒါပေမဲ့ပို့ပြီးရတာကဒုတိယပိုင်းမှာလို့ပြောလို့ရတယ်ပထမပိုင်းမှာ Manchester United ရရှိခဲ့တဲ့ အဥဆောင်ကိုဥဆောင်ကိုနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင် free kick အဲ့ဒီ free kick လာရလမ်းကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် bf face မလုပ်ဘဲနဲ့ dry right long ball content နဲ့ mazarawici ကိုကြားတယ်ဒီနေသားတစ်ခုကိုကျွန်တော်ဂါနာချိုကဘောလုံးယူနိုင်ခဲ့တယ်ဂါနာချိုနောက်ကိုအာ trossers က live found တဲ့ချိန်မှာတော့ manchester united က free kick ရသွားခဲ့တယ် okay အဲ့ဒီ free kick ကို arsenal အသင်းပတ်ချံကနေရာယူတဲ့ပုံစံကလိုအပ်ချက်ရှိရလို့ပြောရလိမ့်မယ်ဘာလို့လဲဆိုတော့ free kick ကဘောလုံးနဲ့ wall ကအတိအကျအပြည့်ဆိုလို့ရှိရင်10ไกด์กว่ามาဒါပေမဲ့အတိုင်းဓာတွေရဆိုလို့ရှိရင်17.2ไกด์လောက် ီကိုဝေးနေတယ်အာအာဆင်နယ်နေနဲ့သူတို့ရဲ့ဝေါ်ကိုဒီရှေ့ကိုဒီနားလောက်ထိတိုးလို့ရတယ်ဆိုတဲ့သဘောပဲ ဆိုတော့ Arsenal အသင်းကစားသမားအနေနဲ့ဒီရဲ့ဟာကို complain မလုပ်ခဲ့ဘူးအဲဒါအပြင်ကိုကျွန်တော် David Raya ရဲ့နေရာယူပုံနေရာယူပုံမှာဆိုလို့ရှိရင်လိုအပ်ချက်အများကြီးရှိတယ်တကယ်တမ်း David Raya နေရာယူရမယ့်နေရာကဒီလိုနေရာမျိုးမှယူရမှာဒါပေမဲ့သူ့အနေနဲ့ခြေလန်းတလန်းစာခြေလန်းကျေပေါ့နော်ခြေလန်းကျေတလန်းစာလောက်ညီပါကွာဝေးလောက်ကဟနေတယ်ဆိုတော့အဲ့အနေထားကို Manchester United က Bruno Fernandes အလှပဆုံးကန်သွင်းသွားခဲ့တယ်ဆိုတော့ Arsenal အသင်းကတပွဲလုံးတိုင်းမှာကိုရီးယားဖိကစားထားပါလေရဲ့နဲ့ပွဲပြီးကန်ဒီပထမပိုင်းပြီးကန်ဒီအတိုင်းတာ မှာဆိုလို့ရှိရင် free kick ကနေ goal ပေးလိုက်ရတယ်အဲ့ဒီနေထားတစ်ခုအတွက်အာဆင်နယ်အသင်းကသူတို့ရဲ့ဒုတိယပိုင်းမှာပြောင်းလဲလာခဲ့တဲ့ပုံစံတွေရှိတယ်ဒီရက်ပုံစံကလည်းအရင်ကြီးထူးခြားတယ်လို့မဟုတ်ဘူးအဓိကပဲတော့အဲ့ဒီ central zone ကိုပဲတိုက်ခိုက်ချင်တာဆိုတော့အာဆင်နယ်အသင်းအနေနဲ့အဲဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းအဲ့ဒီလိုနေထားမျိုးကိုပဲတိုက်ခိုက်ဖို့တော့ဆက်ကြိုးစားတယ်ဒါပေမဲ့ Manchester United ကပဲ transition base တွေကနေပြီးတော့မှပို့ပြီးတော့မှ chance တွေ ပစ်ချန့်စ်တွေကိုအများကြီးဖန်တီးနိုင်ခဲ့တယ်ဥပမာပြဒီလိုနေသားမျိုးဒီနေသားမျိုးမှာဆိုလို့ရှိရင်ဒီမှာတွေ့ရတယ်မြင်ဂါနာချိုဘတ်ချန်းကနေ cross တွေခဏခဏတက်လာနေတယ်ဒါတွေကိုအာဆင်နယ်ကစားသမားတွေတည်နေတယ်ဒါပေမဲ့အာဒါကို handle မလုပ်နိုင်ခဲ့ဘူး Manchester United အတွက်ဒီနေ့ပွဲမှာ transition phase ကိုအဓိကဦးဆောင်နိုင်နေတဲ့ကစားသမားကဂါနာချိုပဲဆိုတော့ဂါနာချိုကိုနောက်မှာထောက်ပေးထားတာကလည်း Mazraoui ဆိုတော့အဲ့နေသားတစ်ခုအတွက်ကြောင့်မလို့ဂါနာချိုအနေနဲ့ ပိုပြီးတော့မှလွတ်လွတ်လပ်ခါတိုင်းပွဲတည်းစားလို့ရှိရင်ပိုပြီးလှုပ်ရှားနိုင်တယ်လို့ပဲပြောရလိမ့်မယ်ဆိုတော့ဥမာပြင်ဒီနေသားမျိုးဒီနေသားမှဆိုလို့ရှိရင်ဂါနာချိုတူးတဲ့ကိုဆွဲပြေးသွားတယ်ဒီကနေပြီးတော့မှ cross ပေးတယ် ပေးလိုက်တဲ့ cross ကိုလည်းကျွန်တော်တို့ဒီမှာတို့လို့ရှိရင်အာ Mazrawi ဘောလုံးရတယ်ရပြီးတော့မှဒီရဲ့ဘောလုံးကို crossing ပြီးနိုင်ခဲ့တယ်ဒီလိုပုံစံမျိုးတွေဒီနေသားမှာဆိုလို့ရှိရင် Bruno Fernandes အနေနဲ့2-1ဖြစ်စီမဲ့ goal မျိုးကိုတွင်းယူနိုင်ခဲ့တဲ့တယ်ဒါပေမဲ့လည်း David Raya တော်တော်လေးကိုမှ safe တာတော်တော်လေးကောင်းခဲ့တယ်လို့ပြောရလိမ့်မယ်ဆိုတော့ okay Arsenal အတင်းကတော့ Manchester United ရဲ့ transition phase တွေကိုမကြာခဏဆိုသလိုခံရတယ်ကာနာချိုရဲ့ speed limit ကို အာအာဆင်နယ်ကစားသမားအနေနဲ့ live ဖို့အတွက်ရုန်းကန်နေရတဲ့အတိုင်းအတာတွေကိုမြင်ရတယ်။ဒါပေမဲ့အာဆင်နယ်သင်းကိုရသွားတာကလည်းသူတို့ရဲ့ setup plan ကနေပဲလာတယ်လို့ပြောရလိမ့်မယ်။ဒီမှာတို့ရှင် Manchester United က 5-4-1ဆိုတော့သူတို့ defensive face ကိုတည်ထားတယ်အဲ့ဒီနေတာတခုမှတို့လို့ရှိရင် Arsenal အတင်းကဒီရဲ့အဲ defensive block ကြီးကိုနည်းနည်းလေးဟောင်းအောင်လုပ်မယ်ထုံးစံတိုင်းဆိုလို့ရှိရင်တော့ဒါပေမဲ့ဒီနေတာတခုမှတော့ twin mark ရဲ့စုံပြချက်ကမန်ကန်တော့လို့ပြောလို့ရမယ် overlapping တက်တယ်ဘောလုံးရတယ်ရသွားတဲ့အချိန်မှာတို့ရှိရင် defense line ကို midfield line ကိုကစားသမားတွေအားလုံးကိုဆွဲခေါ်သွားခဲ့တယ်ဆွဲခေါ်သွားတဲ့အချိန်မှာတို့ရှိရင်ဒီမှာအဲ box area ရဲ့ထိတ်မှာတို့ရှိရင်ကစားသမားနေရာလွတ်တဲ့အခြေကြီးရတယ်ဒီကနေပြီးတော့မှ declan rice က အตาရကန်သွင်းသွားခဲ့တာပဲဆိုတော့ပြောချင်တာက declarize အတွက်အตาရဆိုတဲ့အနေထားမှာ space တွေ time တွေအများကြီးရတာကိုအဓိကပြောလိုချင်တာ ဒီမှာဆိုလို့ရှိရင် Declan Rice ကိုတားဆီးဖို့အတွက်နီးစပ်ဆုံးကစားသမားတယောက်မှမရှိနေတာကိုတွေ့ရလိမ့်မယ်။ Manchester United ဘက်ခြမ်းကလုံးဝတားဆီးနိုင်ခြင်းမရှိခဲ့ဘဲနဲ့ဒီရဲ့ဘောလုံးကို1-1ဖြစ်စေမဲ့ကိုကိုခွင့်ပြုလိုက်ရတာ။ United ရဲ့ defense space ကလွတ်သွားတဲ့နေရာဆိုလို့အဲတိကျပြောလို့ရှိရင်ဒီတပွဲလုံးအတိုင်းတာမှာဆိုလို့ရှိရင်တော့မှနည်းတယ်လို့ပြောလို့ရတယ်။အဲ့နည်းတဲ့ chance တွေကို Arsenal အသင်းကအသုံးချရမှာ။ဒါပေမဲ့ Arsenal အသင်းနေနဲ့အသုံးမချနိုင်ခဲ့ဘူး။ဘောလုံးကင်ထားတယ်။တိုက်စစ်မဆင်နိုင်ဘူး။အဲ killer pass တွေမပေးနိုင်ဘူး။ဒါအပြင်ကိုကျွန်တော်တို့အဲ တိုက်စစ်က finishing by အတွက် decision making by မှာလိုအပ်ချက်တွေအများကြီးရှိတာကိုမြင်ရတယ်။ Manchester United ကတော့လက်ရှိနေထိုင်ရဆိုလို့ရှိရင်တော့ United ရဲ့ခြေစွမ်းကကောင်းနေဆိုတဲ့အနေအထားမျိုးမှာရောက်တယ်။ဘာလဲဆိုတော့လက်ရှိ United ရဲ့ standard United ရဲ့အာနေရာရှိနေတဲ့နေရာပေါ့နော်။အဲဒီနေရာနဲ့ရှင်လို့ရှိရင်တော့ပွဲကြီးတွေမှာ Manchester United ကတော်တော်လေးကအဆင်ပြေနေတုန်းပဲလို့ပြောရလိမ့်မယ်။ Arsenal အသင်းတော့နစ်နာတယ်။ Arsenal အသင်းနဲ့ဒီမတိုင်ခင်ရှေ့ Premier League နှစ်ပွဲမှာဆိုလို့ရှိရင်လည်း goal ပျောက် goal ပျောက်ပြီးသွားပြီ။ဒီပွဲစဉ်မှာတော့ goal မပျောက်ဘဲနဲ့ ဂိုးပေါက်တော့ရှာတွေ့နိုင်ခဲ့တယ်ဒါပေမဲ့ပြီးခဲ့တဲ့ PSV ကို9-6တွင်းခဲ့ပါတယ်ဆိုတော့အာဆင်နယ်တိုက်စစ်ကဒီပွဲစဉ်မှာတော့အများကြီးမလုံနိုင်ခဲ့တာကိုမြင်ရတယ်ဆိုတော့ဘယ်လိုပဲနေနေပါပွဲစဉ်တစ်ပွဲစဉ်လုံးတိုင်းတာမှာ Manchester United ကလည်း transition phase တွေကိုအသာပေးပြီးကစားရတယ်ဒါအပြင်ကိုသူတို့ရဲ့ win back အနေထားတွေကခါတိုင်းပွဲစဉ်တွေထပ်စားလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့မှတိုးတက်လာတာကိုမြင်ရတယ်အဲအဲ့ဒါအပြင်ကို Arsenal အသင်းရဲ့ ball retention တွေကို Manchester United အနေနဲ့တတ်နိုင်သမျှ ခါပါလောက်သွားနိုင်တာကိုမြင်ရတယ်။ high speed တွေကိုတော်တော်လေးကိုခါပါလောက်ထားနိုင်တယ်။ဆိုတော့ဘယ်လိုပဲနေနေဒီပွဲစဉ်ကနှစ်သင်းစလုံးအတွက်အဖဲဖြစ်တဲ့ရလက်မျိုးလို့တော့ကျွန်တော်ကတော့ထင်တယ်။ဒါအပြင်ကိုတကယ်ကိုပွဲကြီးပွဲကောင်းဖြစ်ခဲ့တယ်။ရင်တမမနဲ့တပွဲလုံးတိုင်းတာမှာကြီးခဲ့ရတယ်။ဆိုတော့ အာဒါဘီပွဲစဉ်ဆိုတော့ရတာမျိုးကိုရတယ်ဆိုတော့နှစ်သင်းစလုံးကဒဏ်ရာပြဿနာတွေကြောင့်မလို့လူမဆုံးတာတွေရှိတယ်ဒါပေမဲ့လည်းနှစ်သင်းစလုံးစီကနေပြောမှာထင်မှတ်မထားတဲ့ performance တွေကိုမြင်ရတယ်အာဆင်နယ်ပရိသတ်တွေကတော့ဒီ result နဲ့ပတ်သက်ပြီးတော့မှစိတ်ပြတ်ကောင်းစိတ်ပြတ်နေပါလိမ့်မယ်ဒါပေမဲ့လည်းဘယ်လိုပဲနေနေဒီပွဲစဉ်မှာနှစ်သင်းစလုံးကပွဲကြီးပွဲကောင်းတစ်ခုကိုပုံဖော်သွားနိုင်ခဲ့တယ်လို့ပဲပြောရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှကိုစီကိုစီအမြင်တွေကိုလည်း comment နဲ့မှာဝင်ရောက်ဆွေးနွေးကြကြလို့ရပါတယ်ကျွန်တော်နောက်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့